โอเคပါဆိုတော့ကျွန်တော်တို့ Chelsea တင်းနဲ့ Everton အသင်းတို့ရဲ့ရှင်ပြိုင်မှုပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်အဲကျွန်တော်တို့ရလက်ပိုင်းရတော့ကြောင့်လိုချင်တဲ့အနိုင်ရလက်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကစားချိန်အတွင်းကအကြောင်းတွေကိုပြောမယ်ဆိုရင်တော့ကျွန်တော်ပြောစရာတွေတော့ရှိနေတာအမှန်ပဲဒါကြည့်လိုက်တဲ့ပရိသတ်တွေညီကိုတွေအားလုံးလည်းသိမှာပါအထူးသဖြင့်ဒုတိယပိုင်းမှာဆိုလို့ရှိရင်ဒါတစ်ချိန်ကဆိုရင် Chelsea တင်းကတာယာတာရဲပဲဗျာသိတယ်မဟုတ်လား 1စီးနဲ့ပဲနိုင်နေနေ2စီးနဲ့ပဲနိုင်နေနေတကူရပြီ2ကိုး2ကိုးရပြီ3ကိုးဆိုတဲ့အနေထားမျိုးနဲ့ဒါဆက်ပြီးတော့တိုက်တက်တယ်ဖြုတ်ခွဲထွက်တယ်ပေါ့နော်ဒါပေမဲ့ဒုတိယပိုင်းကစားပုံကိုကြည့်မယ်ဆိုရင်ချက်စီအသင်းက Everton ရဲ့တိုက်စစ်တွေကိုပို့ပြီးတော့တောင်မှတတိကြီးကြီးထားပြီးတော့လူတစ်ပြည့်မိနစ်60နောက်ပိုင်းမှာဆိုလို့ရှိရင်ပို့ပြီးတော့ Everton ဘက်ကဖိအားပေးတာကိုချက်စီအသင်းနေနေနည်းနည်းလေးတတိရှိရှိနဲ့သွားရတယ်ဆိုတဲ့အနေထားမျိုးတော့ကျွန်တော်တို့တွေ့မြင်ရတာရှိတယ်အဲပြီးတော့ ်ချက်စီသိင်းရဲ့ဟိုဒါမှမဟုတ်အရင်ချိန်တွေနဲ့တော့အများအားနှိုင်းရှင်နေမှာဆိုရင်တော့ကျွန်တော်တို့စန္ဒတွေကတော့ဘယ်တော့မှပြည့်မဲ့အနေထားမျိုးမရှိဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်အရင်ကချက်စီနဲ့တော့ကျွန်တော်တို့သွားပြီးတော့အများအားရှင်ထိုးလို့မရဘူးဒါပေမဲ့ကိုရီကချက်စီသိင်းကိုအားပေးခဲ့တဲ့အနေထားမှာအရင်ကပုံရိပ်တွေက Stamford Bridge ကွင်းကြီးထဲမှာဘယ်လိုတွေရှိခဲ့တယ်ဆိုတာကျွန်တော်တို့မြင်အောင်နေစေပေါ့နော်ဆိုတော့အဲ့လိုအနေထားနဲ့ရှင်းလိုက်မယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်ဟာကစားပုံကစားကွက်ကစားအားစိတ်တပိုင်းဆိုင်ရာတွေအရာတော့ ပြောစရာရှိတဲ့အနေအထားမျိုးတွေအများကြီးဖြစ်ပါတယ်။သို့ပေမဲ့အဲကျွန်တော်တို့ဒီဒီတပတ်မှာကန်တဲ့ပွဲစဉ်တွေထဲမှာဘာပဲပြောပြောချက်စီးအသင်းတွေနဲ့အဲဒီ top 4 race ဝင်ဖို့ဆိုလို့ရှိရင်ဒီရလက်မျိုးအနိုင်ရလက်မျိုးကမဖြစ်မနေထွက်မကိုရမယ်ဆိုတဲ့အနေအထားမျိုးဆိုတော့ကျွန်တော်ဝမ်းသာတယ်ဆိုတော့ကျွန်တော်တို့အထက်မှာရှိနေတဲ့ Newcastle Aston Villa sorry Newcastle Nottingham Forest City စတဲ့အသင်းတွေရဲ့ လာမဲ့ reset တွေကိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်သွားရဖို့ရှိတယ်ပေါ့နော်။ဒါဆိုကျွန်တော်အမှတ်တွေကတိတ်မကွာဘူး။ဒါပေမဲ့ကျန်တဲ့အသင်းတွေကလည်းအခုချိန်မှာ top 4 race truck ကိုအဲသူတို့ခြေလှမ်းမှမှန်နဲ့အကောင်းဆုံးဖြစ်အောင်စူးစမ်းနေကြတာဆိုတော့ကျွန်တော်အသင်းတွေနဲ့ကသူတို့ရဲ့ reset တွေကိုလည်းစောင့်ကြည့်ရမယ်။သူတို့ခြေချုံချော့သလိုကိုရီကအဲကျွန်တော်တို့အခွင့်အရေးယူရမှာဖြစ်သလိုကိုကိုရိုင်းကလည်းအနိုင်ရရှိအောင်ဆွမ်းဆောင်အောင်ပါပေါ့နော်။ဆိုတော့ formation line နဲ့အရာကတော့ပထမပိုင်းမှာ Chelsea အသင်းတွေနဲ့အထူးသဖြင့်ဒီ စန်ထရယ်ဇုံကနေပြီးအဓိကကျွန်တော်တို့ strong ဖြစ်ဖြစ်နဲ့ကွင်းလဲမှာပဲဖျက်ချထားနိုင်မှုကိုဥတည်ခဲ့တယ်ပြီးတော့ကစားသမားအချို့ရဲ့ဒီဒိုင်ယာ saturation နေအရာလဲ Chelsea သင်းကလိုင်ယွန် ကြီးထွေအောင်တုံးခဲ့တယ်လို့ကျွန်တော်မြင်တယ်တိုက်စစ်ဘက်မှာလဲထုံးလေး၎င်းပဲပေါ့နော်အဲဒုတိယဘက်မှာတော့တဖြည်းဖြည်းနဲ့ကစားချင်းကြလာတယ်အများတစ်ဖက်ကတိုက်စစ်တွေကပို့ပြီးတော့ဒါ Morris ရဲ့သဘောတရားအတိုင်းပဲပေါ့နော်အမားခံလို့မရတဲ့အနေအထားမှာ cyber တွေကိုတခြားလေးပြန်ပြီးတော့အသုံးပြုလာတာရှိတယ်အဲဒါပေမဲ့ကွင်းလဲဘိုင်း မှာအဆိုမတ်စ်က sorry အဆိုဖာနန်ဒက်ကျွန်တော်တို့ကာစီဒိုရိုးရဲ့ရုံးအားတွေကိုတော့ကျွန်တော်တို့ဒီပွဲမှာ credit ပေးရမှာဖြစ်တယ်လဗီယာရောပဲပေါ့နော်လဗီယာအနေနဲ့လည်းဒါဒိုင်ယာကနေပြန်လဲတက်တာလိုက်အချိန်မှာဘာဖြစ်ပြောသူ့ရဲ့ခြေစွမ်းလေးကကြည်အရောက်တော့မဆိုးဘူးလို့ပဲပြောရမှာဖြစ်တယ်သို့တော့ကျွန်တော်ဒုတိယပိုင်းမှာတေချာကြည့်ဖြစ်တာပထမပိုင်းမှာကျွန်တော်နည်းနည်းအလုံးလုံးနေတော့ကျွန်တော်တိတ်တော့မမီလိုက်ဘူးဒါပေမဲ့ဒုတိယပိုင်းခြေစွမ်းအရဆိုလို့ရှိရင်တော့ချက်စီကအမားမခံမဲနဲ့အာယုံဆိုင်ပြီးတော့ထိမ့်သိမ်းကစားသွားတယ်လို့ပဲမြင်တယ်ကျွန်တော်တို့ဖြစ်စီကျင်တာပို့ပြီးတော့ ဖြဲချောက်ပြီးတော့เนาะတကယ်ကိုတိုက်စစ်အရှိန်ဟုန်မြင့်မြင့်နဲ့ဆက်ပြီး Everton ကိုထိုးခွင်းနေတာကိုတော့ကျွန်တော်ကတော့မြင်ကျင်တာအမှန်ပဲဒါပေမဲ့လည်းဒါပေမဲ့ပေါ့เนาะဆိုတော့ Chelsea အသင်းတွေကတော့ထိမ့်သိမ့်ပြီးကစားသွားတယ်။ဘာပဲပြောပြောပါ ကျွန်တော်တို့နိုင်ပွဲရလက်တစ်ခုကိုယူဆောင်နိုင်ခဲ့တဲ့အပေါ်မှာအာကျွန်တော်နှစ်ပွဲသက်တိုက်ပေါ့နော်နိုင်ရလက်လေးပြန်ရလာတဲ့အပေါ်မှာတော့တော်လီဝမ်းသာမိတယ်ဆိုတော့မနက်ဖြန်ကြမှာပဲ preview အရှိလေးကျွန်တော်အားရင်တော့လုပ်ပေးပါမယ်အဲ review အရှိလေးပေါ့နော်ဆိုတော့ကျွန်တော်လည်းဟိုမှာတော်တော်လေးတော့ ပျော်တော့ပျော်နေတယ်ဗျအမှန်တမ်းပြောရရင်တော့ဟိုဒါမျိုးနိုင်ပွဲဆက်တာလေးလည်းလိုချင်တော့စကားရတော့မှားနေပါတော့မနေ့ကကြားမှာပဲတေချာလေး review ပြန်လုပ်ပေးမယ်အခုတော့ကျွန်တော်ရဲ့ပွဲပြီးခန်းစားချက်လေးပေါ့နော်ဒီကိုရဲ့အမြင်လေးတွေကိုလည်းအောက်က comment box ထဲမှာဝင်မြပေးသွားကြပါအောင်အားလုံးပဲ see you next video ပါနော်